်မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးရန်ကုန်တွင်တိတိတတ်တာငလင်လောက်ခဲ့သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရဒလားမျိုးကိုပဟုပြု၍၃.၉အစီရှိငလင်လောက်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့တွင်မနေ့ကည7:00နာရီ8မိနစ်အချိန်တိတိတသာငလင်းလုတ်ခတ်သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကပြောဆိုပါရယ်မနီကညာပိုင်းစမ်းချောင်းမြို့နယ်အင်းစိန်မြို့နယ်ကမာရွတ်မြို့နယ်လယ်ရန်လာတာမြို့နယ်အပါဝင်ရန်ကုန်မြို့နယ်အများစုမှာငလင်လုတ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းငလင်လုတ်ခတ်မှုမှာအနေငယ်ပြင်းထန်သဖြင့်ပြည်သူများအထိတ်တလန့်ဖြင့်အထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းရကြောင်းသိရှိရပါသည် တုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းတယ်လို့ငလင်လို့တာအကုန်ပြေးဆင်းရတယ်စမ်းချောင်းမှာတော့တိုက်တန်းလူလူကပြေးဆင်းလာကြတာဟုစမ်းချောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတို့ကပြောဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရအောက်တိုဘာလ18ရက်မြန်မာစံတော်ချိန်ည7:00မိနစ်အချိန်ကမှရန်ကုန်တိုင်းဒလမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုပဟိုဖြူ၍ Raster Scale 3.9စင်းရှိအင်အားအနည်းငယ်ရှိသည့်မြင်းငလင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရှိရပါသည်။ ယခုနှစ်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောပြည်အား9တက်သမ9စင်းချီစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တိစုံခဲ့ပြီးနောက်ရန်ကုန်အပါအဝင်မြို့နယ်ပြည်သူများမှငလင်အန္တရာယ်ကိုအကြီးအကျယ်စိုးရိမ်နေကြခြင်းဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ ညောင်ရီမျိုး၅ရက်ကွယ်အုပ်ချုပ်ရေးမှူးမဘာသာအစုံရောက်ဆိုင်မျိုးညွန်းကအတက်မပြည့်သေးသောမိန်းကလေးငယ်၁၀ဦးထက်မနည်းကိုမရင်ချင်းလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုတရားမျှတမှုမရှာနိုင်သေးသောတဲ့တင်အကြောင်းကိုတင်ဆက်ပေးပါမယ်။ ခရင်ပြည်နယ်မြောက်ရီမြို့အမှန်ကားရက်ွက်အုပ်ချုပ်ရေးမှုလည်းဖြစ်မဘာသာအစုံရောက်တဦးလည်းဖြစ်သူစိုင်းမျိုးညွန့်ဦးကရဲရင်ရှင်ကျေးနာမည်ဖြင့်ဓမ္မစကူအခမဲ့စာတင်ကြောင်းဖွင့်ကအသက်မပြည့်သေးသောမိန်းကလေးငယ်များအပါအဝင်ချောင်းသူဆယ်ဦးထက်မနည်းကိုမရင်းကျင်ခြင်းနဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုများကျူးလွန်ခဲ့ကြောင်းကျူးလွန်ခံရသူမိန်းကလေးတချို့ကပြောကြပါသည်စိုင်းမျိုးညွန့်ခေါ်ငဆိုင်သည်မြောက်ရီမြို့နယ်အမှန်ကားရက်ွက်အုပ်ချုပ်ရေးမှုဖြစ်သည့်အပြင်စစ်တပ်ထောက်ခံသောမဘာသာအစုံရောက်အမျိုးသားရေးအစုံရောက်တဦးလည်းဖြစ်ပြီး 2012ခုနှစ်ကလေးကမဘာသာအဖွဲ့နှင့်စစ်တပ်ထောက်ခံရေးတွင်ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်ပါသည်။ဒါမစကူကြောင့်များခေတ်စားခြင်းမြောက်ရီမြို့နယ်တွင်လည်းရဲရင်ရင်ချင်းနာမည်ဖြင့် ဒမစကူအခမဲ့စာတင်ကျောင်းဖွင့်ကအသက်မပြည့်သေးသောမိန်းကလေးငယ်များကိုကျောင်းသူအဖြစ်လက်ခံတင် जा ပေးခဲ့ပါတယ်။ထို့သူကျောင်းသူမိန်းကလေးငယ်များကိုလက်ခံတင် जा ပေးရင်2019 2018ခုနှစ်ပညာသင်နှင့်အတွင်းအသက်73နှစ်ရွယ်ရှစ်တန်းကျောင်းသူတို့နေထိုင်သောအခန်းအတွင်းထိဝင်ရောက်ကမရင်းချင်းခဲ့ပြီးမြေတုကိုမှဖွင့်မပြောရန်ချင်းချောက်ခဲ့ကြောင်းထို့ပြင်ကိုဝင်တားဆေးများကိုလည်းတိုက်ခဲ့ပြီးတရံဝင်ယူမီဟုဆိုကအတင်းကျပ်စာချုပ်ကိုလက်မဲ့ရေးထိုးစေခဲ့ကြောင်းသိရပါဗျ။ မိမတွေကအဆင်မပြေတော့အိမ်မမနေဘဲကြောင်းအဆောင်မှပြောင်းနေလိုက်တာတခြားကလေးတွေကအိမ်ပြန်သွားတဲ့အချိန်အခန်းထဲထိဝင်ပြီးစော်ကားတယ်။သူ့အိမ်မှာဆိုတော့မအော်ရဲခဲ့ဘူး။ရှစ်တန်းနှစ်ဝက်လောက်ကနေဆာမွေးပွဲပြီးတဲ့အချိန်ထိသူစော်ကားတာကိုခံခဲ့ရတယ်။ဘယ်သူ့ကိုမှလည်းမပြောရဲခဲ့ဘူး။အသက်14နှစ်သက်သာပဲရှိသေးတဲ့အရွယ်ပါ။ကြောက်လို့တကားပိတ်ပြီးနေရင်လဲအခန်းထဲကိုတော်နေဖွင့်ပြီးဝင်လာတယ်ဟုယခုအခါအသက်ယခုအခါအသက်22နှစ်အရွယ်တို့ရောက်ရှိနေပြီးမရင်း မရိမှုကျွလွန်ခံခဲ့ရသူမိန်းကလေးကပြောကြားပါရယ်အလားတူရက်ွက်အုပ်ချုပ်ရေးမှုကအချောင်းမိန်းကလေးငယ်များကိုလည်းမရိချင်းချင်းမိမိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့လှုပ်ဆောင်ခဲ့ပြီးမိန်းကလေးစုစုပေါင်း၁၀ဦးကျော်ရှိပြီးဓမ္မစကူးကျောင်းတည်ထောင်သူအဖြစ်၎င်းလက်နက်ကင်အဖွဲ့အစည်းများနဲ့ပူးပေါင်းနေသူဖြစ်၎င်းရက်ွက်အုပ်ချုပ်ရေးမှုဖြစ်၎င်းထင်ရှားကြောကြားနေသည့်ဖြင့်မိသည့်အဖွဲ့အစည်းကောင်များအေးအေးယူခြင်းမရှိကြောင်းသိရပါသည် ညီမဖြစ်တဲ့နှစ်မှာပဲစော်ကားခံခဲ့ရတဲ့မိန်းကလေးအတိအကျ6ယောက်ရှိတယ်။ညီမတို့နှစ်အရင်တုန်းကလည်းဖြစ်ခဲ့တာရှိတယ်။ညီမထွက်သွားပြီးတော့ဖြစ်နေခဲ့တာလည်းရှိတယ်။မရှိတဲ့နောက်ပိုင်းကတော့တရင်ကြယုံလောက်ပဲကြားတော့တာအတိအကျတော့မသိရတော့ဘူးဟုချွလွန်ခံရသူမိန်းကလေးကရှင်းပြပါရတယ်။ ။ကျောင်းသူမိန်းကလေးငယ်များကိုမရိမှုကျူးလွန်ခြင်း၊လိင်မြတ်ထုတ်ခြင်းကျူးလွန်ခဲ့သူဆိုင်းမျိုးညွတ်သည်အသက်၄၈နှစ်အရွယ်ကရှိပြီးအိမ်တော်ကွဲထားသူတို့ဖြစ်ကကျောင်းသားကျောင်းသူများထားသည့်ဘောရာဆောင်အနောက်ဖက်၌မိသားစုဝင်များနေထိုင်ကြောင်းတာတူတမိတူရှိကြောင်းသိရပါသည်။အခုပြောရတဲ့ရည်ရွယ်ချက်ကတော့အခုချိန်ထိသူစီမအကြောင်းသူလေးတွေရှိနေပါသေးတယ်။အတက်မပြည့်ဘာမှမသိသေးတဲ့အကြောင်းသူလေးတွေကိုအဲ့ဒီလိုလှုပ်တာရှိလို့ပြောပြတာပါ။ကျမကတော့ဘာမှမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ဖြစ်ခဲ့တဲ့အကြောင်းသူလေးတွေရှိတယ်။ကျမလဲ းသိခဲ့တယ်သိခဲ့ပေမဲ့ကျမလည်းမပြောရဲခဲ့ဘူးအဲ့ဒီလိုမျိုးနောက်ထပ်မိန်းကလေးငယ်တွေကိုထပ်ပြီးတော့လိန်အမျက်ထုတ်ခံရမှစိုးရိမ်နေတဲ့အတွက်အခုလိုပြောပြခြင်းဖြစ်ပါတယ်လူအများကတော့သူကနာမည်ရှိသူဖြစ်တဲ့အတွက်သိခါချရလို့ထင်ခဲ့မယ်ဆိုရင်တောင်ကျမတို့အားလုံးကတရားရုံးမှာရင်ဆိုင်ဖြစ်ရှင်းနိုင်တဲ့အနေအထားတော့ရှိပါတယ်အမှန်တရားအတွက်အမျိုးသမီးငယ်လေးတွေအတွက်ပြောခြင်းဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီမှာစိတ်ဒဏ်ရာရခဲ့တဲ့အတွက်ပါဟုအခြားကျောင်းသူတို့ကလည်းပြောကြပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက် မြောက်ရီမျိုးအမှတ်၅ရက်ကွယ်အုပ်ချုပ်ရေးမှုဖြင့်ဝင်ရောက်လုပ်ကင်ကစစ်တပ်လောက်ခံ BG ရဲ့ DKB ရဲ့အဖွဲ့အပါဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကိုင်အဖွဲ့စည်းများနဲ့ပူးပေါင်းပြီးလက်နက်မောင်းခိုရောင်းဝယ်ခြင်းမူရစ်စေဝါဖြန့်ဖြူးခြင်းကိတုစစ်ပြူစောတီအဖြစ်တာဝန်ယူခြင်းတို့ကိုဆိုင်းမျိုးညွန့်ကလှုပ်ဆောင်လျက်ရှိကြောင်းသိရပါဗျ။ အုတ်ချုပ်ရည်မှုငစာဤမရင်းချင်းခံရမှုအဆက်ခွဲခံရမှုတို့ကြောင့်မိန်းကလေးငယ်ချို့မှာစိတ်ထံရရရှိပြီးတက်တည်သည့်အထိစူးစားခြင်းအိမ်ထောင်ကွဲသွားခြင်းတည်ရင်နဲ့ပတ်သက်သောရောဂါများခံစားရခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။အသက်73နှစ်14နှစ်အရွယ်နှင့်မလိုက်အောင်တောက်ခရရလို့မိန်းကလေးရောဂါဖြစ်တဲ့ညီမဘက်မှာဘသူမှမရှိဘူး၊ဘာအင်အားမှလည်းမရှိဘူး။အမှန်တရားကိုသူကလိမ်ပြီးအခုထိဖုံးကွယ်ထားတဲ့တခုခုပြန်လိုခြင်းနဲ့တမိလိုခြင်းနာကငွေကြေးမဟုတ်ဘူး။သူလုခဲ့တာတွေအတွက်နောင်တရအဆက်တကွဲဖြစ်ပြီး လူလယ်မှာသူတော်ကောင်းရောင်ဆောင်နေတဲ့မျက်နှာဖုံးတွေခွာချခြင်းနဲ့ဟုကျွလွန်ခံရသူအခြားမင်းကလေးငယ်တဦးကဆိုပါတယ်ယခုအောက်တိုဘာလဆန်းပိုင်းတွင်ဆိုင်းမျိုးညွတ်ကျွလွန်ခဲ့သောမရိမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုံမှုနဲ့ပတ်သက်၍မဲဆောက်တွင်ကာယကံရှင်မင်းကလေးငယ်ကတရင်စာရှင်းလင်းပွဲပြုလုပ်ပြီးတရားမျှတမှုရရှိရေးစ조사နေတော်လဲလက်ရှိနိုင်ငံ၏အခြေအနေအရဆိုင်းမျိုးညွတ်ကိုအရေးယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် ကိုဆိုင်မြောင်ရီကမြောင်ရီဘက်မှ BGA ရော DKB ရောကိုအတော်အဆင်ပြေတယ်သူကိုရေးယူဖို့ဆိုတာကလည်းအမှုဖွင့်ဖို့မှတောင်းအတော်ကိုအဆင်မပြေလာဘူးသူကဖြူစောတီကောင်းဆောင်လို့လို့မပါတာနဲ့အမျိုးသားရေးအစွန်းရောက်လဲဖြစ်တော့သူကိုတိုင်ဖို့ဆိုရင်တရားဥပဒေနဲ့တော့အရေးယူဖို့ကခက်ပါတယ်တရားဥပဒေဆိုတာကလည်းပြက်စီးနေတာ KNU ကိုတိုင်ပြီးကော်တူလီဥပဒေနဲ့ပဲရေးယူလို့ရမယ်အခြေအနေလို့ပြောရမယ် ဒါကလည်းမြောက်ရီမြို့ကစစ်တမ်းနဲ့ BGS လက်အောက်မှာရောက်နေတော့သူ့ကိုဖမ်းဆီးအရေးယူဖို့ကခက်ခဲအုံးမယ်ဟုအမှုမှန်ပေါ်ပေါက်ရေးကူညီပေးနေသူတို့ကသုံးသပ်ပြောဆိုပါရယ်။ဆိုင်မျိုးညွန်ကသူ၏ Facebook တွင်မဘာသာအဆောင်ရောက်တင်ငန်းဝဝီရတူဝင်းကူကိုလက်အပါဝင်အဆောင်ရောက်များ စစ်တပ်လောက်ခဲကရင်လက်နက်ကန်များနဲ့ရိုက်ကူးထားသောတပ်ဖို့များကိုဝေဝေဆာဆာမျှဝေသည်ကိုတွေ့ရပါတယ်။တရင်ဌာနအနေဖြင့်လိမ့်မိုင်းဆိုင်ရာအမျက်ထုတ်မှုများအတွက်ဆဆွေးခံထားရသူစိုက်မျိုးညွန့်နဲ့ဆက်သွယ်မေးမြန်းရန်စူးစမ်းခဲ့တော်လဲအဆက်သွယ်မရရှိပေ။လိရှားနိုင်ငံသား၏ဝေကြီးပြက်ပြက်တတ်တာပြောပြီးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်သည်၎င်း၏အောက်တိုဘာ9ရက်ခီးစဉ်နှင့်ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌဖြင့်၎င်း၏သဘောထားကိုသတင်းတောက်များကိုထုတ်ဖော်ပြောဆိုလာခဲ့ပါသည်။ထို့သို့ပြောဆိုရာတွင်ယုံကြည်လောက်သောမြမရွေးကောက်ပွဲဖြစ်ဖို့အနည်းဆုံးပြည့်မီရမည်စံနှုန်းများကိုသတ်မှတ်လာခဲ့ပါသည်။၎င်းကလက်လက်ပြီးတရားမျှတရမည်ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်သည့်အနေထားရှိရမည်နိုင်ငံ၏ပါတီအလုံးသက်ဆိုင်သူများအလုံးပါဝင်ပြီးနိုင်ငံတစ်ဝန်းလုံးမှာကျင်းပသွားနိုင်ရမည်ဟု၍ ပြောဆိုခဲ့ပါတယ်။အဖွဲ့ဝင်မြည်တီနိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဟုဟဆန်ကအလေးနက်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အာလုံဝိုင်းဝန်းဆုံးဖြတ်နိုင်ရင်မင်းအောင်လှိုင်တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးတွင် တင်ပြသွားမည်ဟုဆိုပါတယ်။လက်ရှိအနေအထားတွင် အာလုံကအလွန်ကျွံစိုးရိမ်မှုများရှိနေ၍အာဆီယံမှလိလာသူများစိတ်လုံးမြင့်အရင်သဘောတူပွဲမရှိဟုမျှော်လင့်ရကြောင်းလည်းသတင်းတောက်များကိုပြောဆိုသွားခဲ့ပါတယ်။ ထို့သောတာမန်ခီးစဉ်တစ်ခုတည်းအေးစစ်စစ်ပြီးသွားရမည်ဖြစ်တော်လဲတန်တမန်ထုံတန်းကိုဖောက်ပြက်ကမပြောသင့်သည်များကိုပြောဆိုခဲ့ခြင်းကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါသည်စေယုစုမှာဟာဆိုင်ခီးစဉ်ကိုခူရုံးလောက်ကမလေးရှားမှလေးလာသူများဆင်လို့မည်ဟု၎င်းတို့ဟာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကကြဲဝါရဖြန့်ပြောဆိုခဲ့၍ဟာဆန်တာမကအာဆီယံအဖို့အတော်ကြီးထိခိုက်နစ်နာသွားခဲ့ရပါသည်မြမရေအထူးချံပေကောင်းစီကျင်းညာချက်တွင် အာဆီယံသည်၎င်းတို့၏အချက်ငါးချက် အောင်မြင်သည်ကိုဝန်ခံရတော့မည်ဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်တန်တာပင်ချရမည်ဖြစ်သည်ဟုဆိုပါတယ်ထို့သောမဟုတ်ကမြမပြည်သူများအပေါ်ရဲရဲဆက်ဆက်တစ္ဆဘောက်သလိုရဲရဲဆက်ဆက်တစ္ဆောင်ဖောက်သလိုဖြစ်သွားမည်ဖြင့်ဒေတာရင်းထွက်ပေါ်လာသည့်အာနာရှင်စနစ်ကိုဆုလက်များချင်းမြင့်သလိုဖြစ်သွားလိမ့်မည်ဟုပါရှိခဲ့ပါတယ်လက်ရှိတွင်အာဆီယံသည်စေယုတ်စု၏အခွင့်ရတိုင်းလဲစားပြီးအရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးသားဖြစ်ပါတယ် အာဆီယံ၏ကြာရှုံးမှုကြောင့်လက်တွေ့ဖြစ်လာနေသည့်ကအရက်သားထောင်ပေါင်းများစွာတပ်ဖြတ်ခံရခြင်းနိုင်ငံရေးရဥဆောင်ဥရပြုရမည့်ရေကိုမလုံနိုင်၍ပြပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြစ်ကျော်ရာဇဝမှုများမှုလို့ပေါလာခြင်းအဖွဲ့ဝင်နိုင်ငံများကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေသည့်ဆိုးရွားသောအကျိုးဆက်များဖြစ်လာခဲ့သည်ဟုထောက်ပြသွားခဲ့ပါသည်